Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ည Anfield Queen မှာ Manchester United သွားကစားရမယ်ပေါ့နော် Premier League ရဲ့ဒီတစ်ပတ်ပွဲကြီးပွဲကောင်းပေါ့လေ Liverpool အနေနဲ့ရှေ့ International Break မတိုင်ခင်က၃ပွဲဆက်တိုက်အဝေးကွင်းနေမှာပြိုင်ပွဲစုံရှုံးနိမ့်ထားတယ်ဆိုတော့သူတို့တေချာပေါက်ဒီပွဲ Anfield မှာကစားမယ်ကိုရီးနဲ့ပွဲမှာအနိုင်ရဖို့သူတို့အမှန်ကန်ကြိုးပမ်းလာကြမှာပဲဒါကို Manchester United ဘယ်လိုတုံ့ပြန်မလဲပေါ့ဒါကိုကိုရီးဘယ်လို ပြန်ပြီးတော့လေပါဦးကိုလှုပ်ပြနိုင်မလဲဆိုတော့ MOD လက်အောက်မှာလေပါဦးတင်းတဲ့ရှင်မင်းကစားထားတဲ့နေရာမှာကျွန်တော်တို့ဒီ MV မှာသွားကစားတဲ့ချိန်ပေါ့နော် MV မှာသွားကစားတဲ့ချိန်မှာတော့တဖက်နှကူစီတည်ကြတယ်ပေါ့လေအဲ့ဒီပွဲမှာကိုရီပွဲစကနေပြီးတော့ကိုပဲတော်တော်ကိုကောင်းကောင်းကျွန်တော်တို့အဆင်ပြေနိုင်ခဲ့တာပေါ့နော်ဆိုတော့ဒီပွဲမှာလည်းကိုရီကဘယ်လိုပြောမလဲရှိန်နေလို့ကျွန်တော်မရဘူးဗျာတိလားအခုအားကကျွန်တော်တို့တွေးကြည့်လိုက်ရင်ဒါဟာလေပါဦးတင်းကိုရင်ဆိုင်ဖို့အကောင်းဆုံးချိန်လို့ကျွန်တော်ပြောရမယ် ဒီဘောက်ရဲ့အကောင်းဆုံးပုံစံမှာရှိမနေတူဒါ international break မှာတိုင်ခင်းကပြောတာပေါ့နော်အဲသူတို့၃ဘွဲစရိုက်သူတို့ပြိုင်ပွဲဆိုမှရှုံးနေထားတယ်အဲအခုကတော့သူတို့အိမ်ဝင်ပေါ့လေဒါပေမဲ့၃ဘွဲစရိုက်သူတို့ရှုံးနေထားတယ်အာနီစလိုအနေနဲ့ပေါ့နော်ဒါတန်းယာချီကစားမားတွေအများကြီးเนาะကျွန်တော်တို့ဒါဘီလီယံဝက်လောက်ထိတုံးပြီးတော့အဲ့လိုမျိုးရှုံးနေထားတာတွေခန်စစ်ကလည်းပဲ injury ပြဿနာတွေပါတွေကြုံတာအမှားတွေပါတွေလုံနေကြတာ ਨੇ ဂိုးတွေတစ်ချောက်ပေးနေရတာမျိုးတွေကျွန်တော်တို့ရှိတော့လစ်ပါဦးမှာကတော်တော်လေးကိုတိုင်ပတ်နေတယ်။ဒါပေမဲ့အဲ့ဒီတိုင်ပတ်ပါတယ်ဆိုတဲ့အတင်းကကိုပဲပရီးမီယာလိ9ပွဲမှာ9ဝဲရီနိုင်ထားတယ် ဆိုတော့ United တွေဒီကောင်ဒီ၃ဝင်းပွဲဆက်တိုင်းရှုံးနေထားတာဆိုတာတောင်မှအဝေးဝင်းတွေပဲဖြစ်နေပြီးတော့အိမ်ဝင်းမှာအဲ့လောက်ပြဿနာမရှိဘူးအိမ်ဝင်းမှာဆိုအာဆင်နယ်တို့ဘာလို့လို့အသင်းမျိုးတွေပါအနိုင်ယူထားတယ်ဆိုတော့ကိုရီအတွက်ကလီဗာပူး၃ပွဲဆက်တိုက်ရှုံးထားလဲပဲလွယ်ကူမနေပါဘူးဒါပေမဲ့လို့ပေါ့နော်ပြိုင်ပွဲစုံဇက်တိုက်ဇက်တိုက်တွေအနိုင်ရထားတဲ့အချိန်မှာတွားပြီးတော့ရှင်ပြိုင်ကစားရတာတဲ့စာလို့ရှိရင်တော့ဒီလိုမျိုး၃ပွဲဆက်တိုက်ရှုံးနေထားတယ်ဆိုတဲ့အချိန်မှာရှင်ပြိုင်ကစားရတာက အချိန်ခါကောင်းလို့ပြောရမှာပေါ့လေနော်ဒါပေမဲ့လည်းလို့အာငါတို့အိုက်ကောင်တွေကသုံးပွဲသက်တိုက်ရှုံးထားလို့ကိုပဲဒီပွဲကိုမဖြစ်မနေဆိုလို့အမှန်ကန်ကျိုးပန်းလာပြီးတော့နိုင်ဖို့လုပ်တယ်ဆိုရင်ကိုရီးယားပို့ပြီးတော့နာကောင်းမယ်ဒါပေမဲ့လို့အရေးကြီးတာဒီကိုတင်းပဲအန်ဖီမှာသွားကစားထားတဲ့နောက်ဆုံး၅ချိန်မှာကျွန်တော်တပွဲပဲနိုင်သေးတယ်ကျန်တဲ့ပွဲဒီမှာတည်ကြရင်ကြမကြရင်ရှုံးနေထားတယ်ဒါဟာလက္ခဏာကောင်းကျွန်တော်မဟုတ်ပါဘူးเนาะကျွန်တော်တို့အရစ်တန်ဟာရဲ့လက်အောက်အာမက်ဒီယာလိုရဲ့ဂိုးနယ်43ဆိုတဲ့ရလနဲ့ထင်ပါတယ်ကျွန်တော်အနိုင်ရထားတာအဲ့ဒီဒီချိန်မှာကျွန်တော်ရှိတယ် နော်ယာကင်ကလော့ရဲ့လက်အောက်လေးအဲ့ဒီတစ်ချိန်ပဲကျွန်တော်တို့ရှိတယ်ဆိုတော့ကြည့်ရင်အဆင်ပြေးမနေပါဘူးနော်နီးပြပြတဲ့ရူဘီနဲ့အမိုရင်လက်အောက်မှာလည်းအချင်းဒီဒီမကောင်းဘူးရက်လက်ဒီကမကောင်းဘူးဆိုတော့အခုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် international break အပီကစားတဲ့ပွဲတိုင်းကိုအမိုရင်ကကျွန်တော်တို့ရှုံနေထားတာနော် international break နားတယ်ပြီးတော့ပြန်ကစားပြီဆိုတာနဲ့ကျွန်တော်တို့ဒါအဲမန်ချက်စတာစီးတီးကိုကျွန်တော်တို့ရှုံးတာတို့နော်အခုလက်ရှိကျွန်တော်တို့အနေနဲ့ကြည်ပါလားတခြားရှေ့အသင်းတွေမှာကျွန်တော်ရှုံးထားတာတွေကျွန်တော်ရှိတယ် တော့ international break အပီးတွေမှာကစားထားတဲ့ပွဲတွေမှာကျွန်တော်တော်တော်ကိုရက်လက်တွေကျွန်တော်စိုးဝါးထားတယ်ဘလို့မှအဆင်မပြေပါဘူးဆိုတော့ဒီဒီချိန်မှာလည်း international break အပီးမှာ liverpool queen ကိုတွားကစားရမယ်တော့ amorin ရောကျွန်တော်အနေနဲ့ဒီကစားမားတွေတယောက်ချင်းစီတိုင်းကတော့ပွဲကိုအကောင်းဆုံးပုံစံနဲ့ liverpool နဲ့ပွဲမှာစတင်နိုင်မှကျွန်တော်ရမယ် liverpool ကပထမပိုင်းတိုင်ပတ်တယ်ဆိုဒုတိယပိုင်းအကောင်းလေးရှိတယ်နော်ဆိုတော့ပထမပိုင်းကောင်းနေပြီဆိုလို့ရှိရင်ဒီကောင်ကတပွဲလုံးကောင်းသွားလေးရှိတယ်ဗျာ အာဆင်နယ်နဲ့ပွဲမှာဆိုလို့ရှိရင်လည်းအာဆင်နယ်ဟာအများကြီးပူပြီးတော့ကောင်းနေတယ်ပထမပိုင်းမှာဒါပေမဲ့လို့ဒီကောင်တွေကဒုတိယပိုင်းမှာအာနီစတော့က tactical trick တွေပါတွေလုပ်ပြီးတော့ပူကောင်းလာတာဆိုတော့အခုလက်ရှိဒီအာဒီဒါလိုနိပြမျိုးနဲ့ဗောနော်တော်မှာကျွန်တော်တို့ဒါအပြောင်းလဲတွေလုံနိုင်စွမ်းရှိတယ်ဆိုလို့ရှိရင်ကိုရီလိုမျိုးဒီပုံစံကြီးနဲ့ပဲသူတို့တောက်လျှောက်သွားနေတဲ့အသင်းမျိုးအတွက်သူတို့အတွက်လိလာရတာလွယ်ကူတယ်ဗျာ United ကိုမရှင်ပြိုင်ခင်မှာ United ဘလူးကစားတယ်လေ United ကဘလူးကစားနိုင်တယ်လေဆိုတဲ့ ီရမလာဒီပြိုင်ဘက်ကိုချင်းကပ်မှုပုံစံဒီမှာတော်တော်လေးကိုသူတို့ကလွဲကူတယ်အဲ့ဒီတော့ကိုရီအနေနဲ့ပူပြီးတော့ခက်ခဲတဲ့ပုံစံမျိုးနဲ့သူတို့တွားရအောင်မှာဆိုတော့လီဗာပူးသင်းမှာကောမန်ချက်စတာယူနိုက်တက်မှာကောကျွန်တော် flaws တွေကျွန်တော်ရှိပါတယ်ဒီယာဒီမှာဆိုလို့ရှိရင်ပူတော်မှလီဗာပူးဘက်ကတိတာသေးတယ်ဗောနော်အခုဆိုကျွန်တော်မြင်နေရတယ်ဒါကြောင့်လက်ရှိအနေနဲ့လီဗာပူးကွင်းမှာတွားကစားနေနေတာမှာကိုယ့်အတွက်လုံးလုံးကြီး chance မရှိဘူးလို့တော့ကျွန်တော်မထင်ဘူးသို့တော်လည်းပဲကျွန်တော်တို့အဲ့ဒီမတိုင်ခင် international break မတိုင်ခင်ကလည်းပဲ ဟာမန်ချက်စတာစီးတီးကွင်းမှာငါတို့သွားကစားတော့က1 2နဲ့အဝေးကွင်းမှာနိုင်ထားတာเนาะအမ်ဘိုရီယံလက်အောက်မှာဒီတခါတော့လေเนาะအစင်ပါလို့မပြေနိုင်ရမှာလေဘာညာပြောနေတတိစီနဲ့ကျွန်တော်ရှုံသွားတယ်ဆိုတော့လက်ရှိလီဗာပူးနဲ့ပွဲမှာအဲ့ဒါလိုကျွန်တော်ဖြစ်လို့မရဘူးနေသွတော့လီဗာပူးတင်းကိုကောင်းကောင်းကြီးဒုက္ခပေးနေမှာကျွန်တော်ရမှာပရီးမီးယားလေးကျွန်တော်9ပွဲကစားပြီးတဲ့အချိန်မှာကျွန်တော်အစင်30ဝန်းကျင်မှာပဲရှိနေပါသေးတယ်အစင်မပြေပါဘူး3ပွဲထိကျွန်တော်ရှုံနေသွားပြီ3ပွဲနိုင်ထားတယ်တပွဲတည်ကြီးကြာထားတယ်ဒါဘယ်လို့မှအစင်ပြေးမနေပါဘူးဆိုတော့ MOD နဲ့ ကစားသမားတယောက်ချင်းစီတိုင်းရဲ့ဘာလို့ကျွန်တော်ကြိုးပမ်းအားထုတ်မှုတွေပွဲချိန်ပြီးကျွန်တော်သာအယုံဆိုင်ကစားတာတွေကိုကျွန်တော်မြင်ရမှကျွန်တော်ဖြစ်မယ်ဘင်ဂျမင်ရှက်ကိုပဲဖြစ်ဖြစ်ဘရိုင်ယန်အမ်ဘူမူပဲဖြစ်ဖြစ်ဥကာဒီကက်စမီရိုဘရူနိုကြိုက်တဲ့ကစားမားပဲဖြစ်ဖြစ်ကိုးသမားကအစားတယောက်ချင်းစီတိုင်းကကျွန်တော်အယုံဆုတဲ့မှုအဖြစ်နဲ့ကျွန်တော်တွားနိုင်မှာရမယ်ဒီပွဲမှာလမ်မန်စရဲ့ကျွန်တော်လောင်းဘောတွေကဘင်ဂျမင်ရှက်ကိုအတွက်အများကြီးအရေးပါတာမယ်ဘန်တိုင်းနဲ့ကျွန်တော်ဘာလို့ဒီအမြင်ပေါ်ကျွန်တော်ရှင်လူရတာမျိုးကိုကျွန်တော်ရှောင်ပြီးတော့ကိုနာတီတို့ဘာတို့နဲ့ဘင်ဂျမင်ရှက်ကိုကန်တင်လိုက်တဲ့အမြင်ပေါ်တွေကို နော်ရှင်ကစားနိုင်ဘူးသူတို့လောက်အောင်ပါပြီးရင်ကြလာတဲ့ second ball တွေကိုလေဘာဝူးတင်းကွင်းလေးကစားမတွေတဲ့ပို့ပြီးတော့ပေါ့နော်ရှင်လူနိုင်ဘူးကျွန်တော်ကျူးပန်းမယ်အဲကြောင့်လက်ရှိ Manchester United တွေအတွက် long ball တွေ second ball တွေ first ball တွေအနိုင်ရအောင်လူယူနိုင်ဘူးဆိုတာမျိုးကပွဲကအများကြီးအပြောင်းလဲဖြစ်လာမှာလေဘာဝူးတင်းဒီသူတို့လည်းပဲ man to man ကျွန်တော်တို့အနေနဲ့ဒီ pressing တွေဘာတွေတွားနေလဲ football pressing တို့ဘာလို့သူတို့တွားလေးရှိတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့အနေနဲ့လေဘာဝူးတင်းရဲ့ပေါ့နော် ဒီ pressing line ကိုကျွန်တော်ဖြီးနိုင်နေဆိုလို့ရှိရင်ဒုတိယကွင်းလေနှစ်ယောက်မှာဆိုလို့ရှိရင်ကျွန်တော်ကထက်ပြီးတော့ဖြီးဖို့လွယ်သွားမယ်ဒါလိုမျိုးတွေကလည်းကျွန်တော်က ground ကသွားလို့မရဘူးလေပါဦးသင်း pressing နေမှာတို့ရဲ့ဘာလို့ marketing တွေကအရင်ကောင်းနေတယ်မှာပါတယ်အဲ့တော့ကျွန်တော်ကအပေါ်ကနေကျွန်တော်သွားမှရမှာဒီနေရာမှာ band tight တို့ဘာလို့ ਨੇ ခေါင်းပေါ်သွားရှင်လို့ကျွန်တော်မလွယ်ဘူးဘာလို့ shell school တို့ကဘာလို့လဲဆိုတော့ကျွန်တော်က shell school တယောက်ပဲရှိတယ် channel exam တွေကအမြင်ပေါ်ကရှင်မလုနိုင်ဘူးအဲ့ဒီတော့ကျွန်တော်ဒီ corner တို့ဘာလို့အဲ့ဒီ exam တွေဘက်ကိုကျွန်တော် target ထားပြီးတော့ long ball တွေသွားမှရမယ် ြလာတဲ့ first ball တွေ second ball တွေကိုကျွန်တော်တို့ဒါရအောင်လုနိုင်မှကျွန်တော်ရမယ်အဲ့ဒီကနေတစင်းကျွန်တော်တို့ကတိုက်စစ်စင်မှုတွေကျူပန်းရမယ်ကျွန်တော်စန္ဒလန်နဲ့ပွဲမှာဆိုလို့ရှိရင်ဒီလိုမျိုးပဲကျွန်တော်သွားခဲ့တာဆိုတော့အဲ့ဒီပုံစံနဲ့ကျွန်တော်အထီးထီရောက်သူသွားမှာပေါ့နော်ဘာလို့လဲဆိုတော့ MO ရင်ကကွင်းလေကိုအားကိုးတဲ့နေရာမှာမပါဘူးကိုနော်အသင်းဘက်ကကိုဘောလုံးရနေတဲ့အချိန်တိုင်းစစ်ဘက်ကျွန်တော်တို့ပြိုင်ဘက်ကိုကျွန်တော်တို့ပေါ့နော်သွားဖို့အတွက်ပြိုင်ဘက်ကိုဒုက္ခပေးဖို့အတွက်ဆိုလို့ရှိရင်ဟိုဒါအဆင်ပြေတယ်ဗျာသူတိမင်းလေပါဦးနဲ့ပွဲမှာဆိုလို့ရှိရင်လေပါဦးကကိုရီကိုဖိပြီးတော့ကစားခြင်းနဲ့အသင်းမျိုး နော်ကိုရီကိုဖိပြီးတော့ကစားခြင်းနဲ့အဲဒရက်ဇက်တိုက်စစ်စင်ပြီးတော့ကစားခြင်းနဲ့ pressing သွားခြင်းနဲ့ဆိုရင်လီဗာပူးတင်းရဲ့ press ကိုရှောင်နိုင်ဖို့နော် MOD မလူချင်ပါဘူးဆိုတော့မတုံးချင်ပါဘူးဆိုတော့ကွင်းလေကိုရှောင်နိုင်ဖို့ပြိုင်ဘက်ရဲ့ခန်းစစ်စုံတွေကိုမြန်မြန်ရောက်ဖို့ဆိုရင်လောင်ဘောတွေပဲကျွန်တော်ရှိတာပဲအဲ့တော့ Lemons ရဲ့လောင်ဘောတွေဘင်ဂျမင်ရှက်ကူရဲ့ပေါ့နော်ဒါအမြင်ဘောခုံတိုက်လူယူမှုတွေကဒီပွဲမှာအများကြီးအရေးပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကစားမားတွေအနေနဲ့ဒီပွဲကိုငါတို့တကယ်တကယ်ကောင်းကောင်းကစားနိုင်ဆိုရင်ရှိတယ် MF Queen မှာဆိုပြီးမြဲလေလို့ပေါ့နော်ဒီကောင်နေဒီလိုတိုင်ပတ်ထားတဲ့အချင်းဒီမျိုးမှာငါတို့ပို့ပြီးတော့ဒုက္ခပေးနေဆိုရရှိတယ်ဆိုတော့ယုံကြည်မှုမျိုးရှိထားဖို့ကျွန်တော်လိုတယ်ဆိုတော့အတင်းမှာကထင်တဲ့လောက်ကျွန်တော်တို့အချင်းဒီကောင်းမနေဘူးဆိုတော့သူတို့ကောင်းကောင်းသွောပေါက်ထားပြီးသားပါနော်ဒါအမြင်ပြီးကြတဲ့နေ့ကလည်းတချို့အတင်းတွေကိုစီနိုင်သွားကြပြီဆိုတော့ကိုဒီနေနဲ့လေပောက်ကွင်းမှာသွားကစားမယ်ဆိုတာလည်းကျွန်တော်တို့ဒါမနိုင်နိုင်ဖို့အတွက်မလွယ်ဘူးဆိုတာလည်းကျွန်တော်သဘောပေါက်ထားတယ်လီဗာပူးတင်းရဲ့ဘက်ကလည်းအာဆင်နယ်နဲ့မန်ချက်စတာစီးတီးတို့နဲ့အမှတ်တွေမပြတ်ဘူးသူတို့နိုင်ပွဲရအောင်ကြိုးပမ်းလာမယ်ဆိုတာလည်းကျွန်တော်ကောင်းကောင်းသဘောပေါက်ထားတယ်။အဲဒီတော့ယူနိုက်တက်အနေနဲ့ ပွဲစပါပြီဆိုကြတဲ့ကအမှားယွင်းနေနေနဲ့ကျွန်တော်မနော်ကျွန်တော်ဒီဘယ်ပြောမလဲလုံးဝလေးနေတာပေးနေတာမျိုးတွေကျွန်တော်ရှိမနေပဲနဲ့အမှန်ကန်ကောင်းတယ်မျိုးကျွန်တော်ကြိုးပမ်းရမှာဇာမတစ်ယောက်ချင်းစီတိုင်းကမှားလို့မရပါဘူးခန်းစစ်မှလည်းပဲကျွန်တော်မှားလို့မရဘူးတိုက်စစ်ကလည်းရရင်ရတဲ့အခွင့်အရေးကိုအသုံးချနိုင်မှကျွန်တော်ရမှာလေပါဦးလို့အသင်းမျိုးနဲ့ပွဲစဉ်ကကျွန်တော်တို့အတွက်အခွင့်အရေးတွေအများကြီးရမှာမဟုတ်ဘူးအဲ့တော့ရတဲ့အခွင့်အရေးကိုကျွန်တော်အများကြီးကျွန်တော်အသုံးချနိုင်မှကျွန်တော်လိုတယ်နော်ဆိုတော့ဒီပွဲမှာကျွန်တော်ကတော့အချမ်းရှိတယ်လို့ကျွန်တော်ယူဆတယ် ကိုအတင်းတူကတကယ်ကိုဒီနီနဲ့အမှတ်ဒီခွဲယူနိုင်စွမ်းဒါမှမဟုတ်အမှတ်ပြုနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ MV Queen နောက်ဆုံး၅ချိန်တွားကစားတဲ့အနေထားမှာအတင်းဘက်ကနိုင်ပွဲရထားတာဆိုတော့တပွဲပဲရှိသေးတယ်ဆိုတော့ကိုဒီတွက်ကပေါ့နော် over confidence လည်းဖြစ်နေလို့မရတယ်လို့ပြိုင်ဘက်၃ပွဲတည်းရှုံနေထားတာပဲဆိုပြီးတော့ပေါ်ပေါ်တန်တန်ကျွန်တော်တွားကစားလို့ကျွန်တော်မရပါဘူး။အယူနိုက်တက်အနေနဲ့လီဗာပူးသင်းရဲ့အားနည်းချက်တွေကိုမြင်ပြီးတော့တကယ်ရလာတဲ့အခွင့်အရေးတွေကိုကောင်းကောင်းအသုံးချနိုင်ဖို့ကျွန်တော်ကြိုးပမ်းရမယ်။ညီကလေးရောဘယ်လိုမြင်ကြလဲ။ဆွေးနွေးကြပါအောင်။အားလုံးကိုချစ်သူများကြီးတို့ပါလေ။